ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကျွန်တော်တို့မြန်မာနိုင်ငံကြီးအခုလိုကပ်ဘေးအသီးသီးနဲ့ကြုံတွေ့နေရတော့များစွာဝမ်းနဲ့ပူဆွေးစိတ်တော့ကရောက်ရပါတယ်ကျွန်တော်တို့တွေကျွန်တော်တို့လူသားတွေအခုလိုတရားတွေထုံမွန်းလာတဲ့အခါမကောင်းမှုတွေကိုလှုပ်လာတဲ့အခါအာရမတရားတွေလွှမ်းမိုးလာတဲ့အခါနန္ဒောနန္ဒ၅ပါးရေနာ၃ပါးကိုပြမစော်ကားမှုလာတဲ့အခါမှာ တဦးနဲ့တဦးပြောဆိုဆုံးမလို့မရတော့တဲ့အခါကျွန်တော်တို့ကျွန်တော်တို့အားလုံးတဘာဝတရားကြီးရပဲလောကကြီးကိုတန်ခတ်ပြီးဆုံးမပေးတယ်ဆိုတာမြန်ဝါထင်ထင်ကျွန်တော်တို့တွေ့မြင်နေရပါဒါကြောင့်မို့လို့ကျွန်တော်တို့တွေကျွန်တော်တို့အားလုံးတတိရှိရှိအတိရှိရှိနဲ့ကိုကျင်တရားတွေထိန်းသိမ်းဖို့လိုအပ်နေပါပြီနောက်တစ်ခါ မကောင်းမှုကိုဆောင်ကျင်ပြီးကောင်းမှုတွေကိုဆက်လက်ပြီးလှုပ်ဆောင်မှုဓမ္မလမ်းကြောင်းအတိုင်းလိုက်နာကျင့်သုံးမှုနန္ဒောနန္ဒ၅ပါးယေဒနာ၃ပါးကိုကျွန်တော်တို့အမြဲဥထိပ်ပန်ရှင်ပြီးနေဖို့ကျွန်တော်တို့လိုအပ်နေပါပြီဒီလိုမှမဟုတ်ဘူးအရမတရားတွေကိုဆက်လက်ပြီးလွှမ်းမိုးခံနေအောင်မယ်ဓမ္မလမ်းကြောင်းတိုင်းလိုက်နာမကျင့်သုံးကျွန်တော်တို့ နန်တော့နန္ဒာ၅ပါးယေရနာ၃ပါးကိုအမြဲပြတ်မနေအောင်မယ်ဆိုရင်တော့ကျွန်တော်တို့တွေတဘာဝတရားကြီးကဒီတဆိုးတဲ့ပြစ်ဒဏ်နေနဲ့ကျွန်တော်တို့ဆုံးမပေးပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့တဦးတယောက်ချင်းစီတိုင်းမှာကိုကျင့်တရားတွေထိမ့်သိမ့်ဖို့လိုက်နာကျင့်သုံးဖို့ဓမ္မစကားတွေကိုနာခံဖို့ကျွန်တော်တို့လိုအပ်နေပါပြီအားလုံး ဘေးအန္တရာယ်ကင်းစင်ကြပါစေမေတ္တာတရားထွန်ကားနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါ